ဆိုရင်အသိန်းပါဒီနေ့အသိန်းဘန်ကောက် take 2ပါကဲဒါဆိုရင်အသိန်းဒီနေ့ဘန်ကောက်မှာတကယ်ချင်းနေတယ်သူလျှောက်သွားလျှောက်စားပါမယ်ကဲအခုကတော့အသိန်းဟိုတယ်နဲ့နေတဲ့ server level ship မှာရောက်ပါတယ် server level ပစ္စည်းလေးနဲ့ဝယ်မယ်ဝယ်ပြီးရင်အသိန်းတို့ loss တော့အသိန်းတို့မြန်မာဆိုတော့ဘတ်တုံနံပါတ်ကိုသွားမယ်ကွယ်ဘတ်တုံနံပါတ်မှာလျှောက်သွားလျှောက်စားမယ်ပြီးရင်တခြားနေရာတွေလည်းလိမ့်မို့ရှိရဲကဲအဲဆိုရင် hip hop လို့လိုက်ပြီးတော့ကြည့်ပေးချပါဦးအခု loss ဆိုတော့အသိန်းတို့နဲ့နေတယ်ယထာ station ကကြာတော့နာနာ station ရှိရဲကွာ ီစကူဘေးစွာကြီး11နဲ့နေတာအနန္တစတေရှင်ပဲရှိတယ်ဒီတန်တာစတေရှင်ကနေပြီးတော့တိုင်းတော့ central wall ကိုဝင်ဆုံးသွားမယ်အဲ့ကနေပြီးတော့မှတိုင်းတော့ပတူနံဝင်းစင်ကိုရှောက်ပတ်ရှောက်စားအဲလုပ်မယ်ကွယ်ကဲတိုက်ချစ်ပေးကြပါအောင်ကဲအဲ့ဆိုရင်သွားရအောင် let's go ကဲဘေးကငါ့ကိုရည်လဲကွယ် safari မျိုးကလိုကလာပါတယ်ဆိုမှန် safari ကိုပြန်ပို့နေမေးပေးအောင်ပြောတော့ကဲအဲ့ဆိုသွားလိုက်အောင်ရှစ်ပါအနန္တစတေရှင်ရောက်တော့မယ်ကဲသွားလိုက်အောင် let's go ။ဘန်ကောက်မှာတနေရာသွားမယ်ဆိုရင်ရထားစီးတာတော့အကောင်းဆုံးပါပဲ။ BDS ကိုခုမှစသီးမဲ့သူတွေကတော့တာနေလက်မသွားပါနဲ့။ကိုသွားမယ့်နေရာကို Google Map ကနေရှာပြီးတော့အဲ့မှာ Sky Train ကဘာရောက်စီးရမလဲဆိုတာကိုဖော်ပြပေးပါတယ်။နောက်ပြီးရထားလက်မှတ်ဝယ်မယ်ဆိုရင်လည်းကိုပတ်တက်ကိုဒီမှာ QR Scan နဲ့ဝယ်လို့ရသလိုဒီမှာတန်းစီပြီးတော့လည်းဝယ်လို့ရပါတယ်။အဲ့တစ်ကက်လေးကိုကျလူဆိုပြီးတော့မှအဲ့လို scan ဖလိုက်တာနဲ့ဟိုဘက်ဈေးကြံဘက်ကိုတက်ရောက်သွားပါပြီ။ အဲ့ကနေပြီးတော့ကိုစီးမဲ platform number 1လာ number 2လာကိုပတ်သက်ကိုအဲ့မှာတေချာကြည့်ပြီးတော့အဲ့မှာခဏနေ plus ဆိုပြီးတော့ယထာရောက်လာပါလိမ့်မယ်။ဟောပြောရေးဆိုရင်လည်းယထာရောက်လာပါပြီ။ကဲယထာယတာနဲ့အဲ့မှာတက်စီသွားလိုက်ရုံပါပဲ။ကိုရောက်တဲ့နေရာကိုသိချင်နေဆိုရင်တော့ဆက်ထာနေတော့ပိုင်းလို့អော်တဲ့ချိန်ဆိုင်နည်းနည်းလေးတက်ခဲလိုက်ပေါ့နော်။ကဲ PDF ယထာလာပြီဆိုတော့တင်းတော့ဝင်လိုက်အောင်။ကိုကတော့အသိန်းနှုန်း from ချင်းလား။အဲ့ကိုတော့ကဲတော့မယ်လား။ဘာကောင်းတဲ့ရောက်ခါအဲ့လိုလမ်းဆောင်နေရတာပဲကွယ်စပြေမနစ် ့ pistol ပေါ့ဒီပေါ့အရန်ပို့ဆောက်ရန်ပို့လေကဲသွားလိုက်ရအောင်ညမာဆိုင်ဆိုင်သွားမလို့ပဲအဲ့တော့လမ်းလျှောက်နေရအောင်မင်း20တော့နေကဲသွားလိုက်ရအောင် pistol ရှင်တို့ရဲ့မြို့မှာမပြော်တော့ဘူးွယ်တောပြန်တော့မယ်တကယ်ပြောอ่ะမရောမျက်စိရဲ့နောက်ပြီးတော့မူးနောက်နေတာမှဒါတော်တော်ရှင်းတယ်လို့ပြောရမှာကဲဒါတော့မြန်မာတွေမြန်မာတွေရဲ့စကြဝဠာပေါ့ကွယ်တို့မြန်မာတွေရဲ့နေရာ လုတ်ခေါ်လို့ရတဲ့ Pixie ရှင်ပေါ့ Central Wash ရ။ကျွန်တော်သွားလိုက်အောင်။ကဲနောက်ဆုံးတော့ရောက်ရှိပါပြီ။ဘာကမြည်တဲ့ကွယ်။ကဲသွားပြီးတော့ဆွဲလိုက်ရအောင်ပါရရလဲဆိုတော့ကဲဒီနေ့လေစာလေးကိုတော့ပတူနန်းကပကံမြေဆိုရဲ့နာမည်ကြီးထမင်းဆိုင်မှာပဲအသိန်းကိုစားခဲ့လိုက်ပါတယ်။အသိန်းကိုမှထားလိုက်တာလေးတွေကစက်သားစီပြန်ဟင်းရဲ့ဒက်လွန်ဒီနဲ့ငါ6ချက်လေးရဲ့အဲ့ဒါကြီးတော်တော်ကောင်းပါတယ်။နောက်ပြီးငပိရေတိုးစီရအချင်းဟင်းရဲ့အစုံနဲ့ပေါ့နော်နေ့လေစာလေးဆွဲပါမယ်။ ဈေးလေးတွေကတော့ချင်းမိုင်ဆိုင်တွေထက်တော့နည်းနည်းလေးများတယ်ဆိုပေမဲ့အရသာတော့ကောင်းရှာပါတယ်။ကဲဆာလတ်တန်လို့လည်းပြီးပြီဆိုတော့ပတ်တော်နန်ဈေးပတ်မယ်ကွဲလည်းခက်ကြပါအောင်ကြသွားရအောင် Let's go ။ပြီးတော့ဘန်ကောက်မှာစမ်းမောက်လာလည်းမဲ့လူတွေကတော့လော်ရပူလောင်လောင်နေတော့ခံစားမှာကွဲဒီစိတ်ဘန်ကောက်လာလဲသူတွေတော့ကတော့လပူလောင်နေတဲ့နေရာကြီးမှာလာလဲရမှာဖြစ်ပါတယ်။အဲ့တော့စမ်းမလာလည်းမဲ့လူတွေဆောင်းရှောင်းပေါ့နော်ဆောင်းပူတယ်ကွဲအခုတော့လမ်းနေပြင်းနေတော့ပို့ဆိုတဲ့ဘာပင်းမှလည်းမရှိဘူး။ကဲ သွားရအောင်အခုကတော့မဟာနခွန်းသွားဖို့အကားငှားတာကွယ်တစည်းမှမလိုက်ကြဘူးဒီဘက်က traffic ဆောင်ရင်ဖြစ်တယ်ကွယ်ဒီပတူနံဘက်ကကြတော့ကဲအဆိုရင်ဟိုအရင်နာလေးကနေပြီးတော့သွားပြီးတော့ခန့်ခါချီအောင်ပဲသွားလိုက်ရအောင်ကဲပတုံနန်းနေပြီးတော့ခက်ခက်ခဲခဲပဲ25မိနစ်လောက်စောင့်ပြီးတော့အသိန်းကားငှားခဲ့လိုက်ရပါတယ်။ကဲအဲ့ဒီတော့မြို့တော်မဟာနှခွန်းဆိုတဲ့အတိုင်းမှာပဲ traffic ကတော့ကားငှားရင်တအားဟုတ်ကြက်ပါတယ်။အဲ့တော့ကိုသွားမဲ့နေရာကမိနစ်20ဆိုရင်တကယ်ရောက်မဲ့အချိန်က45မိနစ်လောက်ကြာနိုင်ပါတယ်နော်။ ကဲဒါဆိုရင်တော့အသိန်းတို့မဟာနှခွန်းတာဝါစီကိုခီးဆက်လိုက်ကြရအောင်နော်ကဲအခုအသိန်းရောက်နေတဲ့နေရာကထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတိုက်တစ်ခုဖြစ်တဲ့မဟာနှခွန်း Sky Wall ပဲဖြစ်ပါတယ်โอ my god ဆောင်းရမြင်တယ်နော်လုံးဝဆောင်းရမြင်တယ်ဒါထိုင်းတနိုင်ငံလုံးမှာအမြင့်ဆုံးကွာအဲ့တော့တက်ရှိလိုက်ရအောင်ပေါ့ကဲကင်းပါဝါပိတ်တယ်ကွအပေါက်တက်လို့မရဘူးလေ Skywalk ကနိုင်ငံသားသားမှန်သမီးအကုန်လုံးပိတ်ထားပါရယ်ဘာလို့ဆိုတော့ တိရတိုင်းမယ်ငါလည်းတော့တာတစ်ချောင်းမလို့ဘယ်သူမှတက်ဖို့မရှိပါဘူးအားကြောင့်ဒီမှာရှင်းလင်းနေရယ်ကွဲအရောတခြားနေရာကိုရွှေ့ရအောင်ကဲအခုတော့ကံမပါဘူးပေါ့ကွဲဒီတစ်ခါပန်ကောက်လာတာနောက်ကြမှာပဲသွားလဲပါတော့မယ်โอเคအဲ့ဆိုရင်တိတ်လို့ထပ်ပြီးတော့တခြားနေရာသွားဖို့ကြံအောင်မယ်ကွဲပဲသွားမယ်မသိဘူးโอเคတခြားနေရာရွှေ့မယ် let's go ကဲဒါမဟာနခော ရဲ့နားမှာပဲရှိတယ် Top Empire Power ဆိုတဲ့ Belding ကိုထပ်ရောက်တယ်ကွယ်အဲ့မှာ Arabica Passage ကဒီမှာ55လောက်ဖွင့်ထားရှိတယ်ဒါအရှိတော်အရှာရောကဘာပေါ်မှာရော အမြင့်ဆုံးကဖေးပါအထက်မြင့်ဆုံးကဖေးပါကိုသတ်ရှိအောင်ဖွင့်မဖွင့်မသိသေးဘူးကွယ်သွားလိုက်အောင်လက်စို့55တက်ကဲဒီထဲမှာအေးသွားတာကဲဒါဆိုရင်အပေါ်မှာရဲကွယ်သွားလိုက်အောင် Let's go okay, ဒီတာဝါရဲ့55လောက်မှာ Arabica coffee ဆိုင်ရှိပါတယ်။ကဲတော့ကြည့်ရအောင်။ကဲဆောင်းရမ်းပူတယ်ဘန်ကောက်မှာဒါမဲ့လည်းသွားမကွဲ coffee တောက်ချင်နေပြီ။ကဲတက်လိုက်ရအောင်55လောက်။သွားမယ် let's go ။ Wow amazing နာဒီမှာ Wow it's good နာ Yes ။ဆက်ကြည့်ဟာ yeah I want to go to the 55th floor. It's very nice, huh? ရမိုက်တော့ဘန်ကောက်ကတက်လီကားရဲ့ထုံးစံတိုင်းမှာပဲတစ်စက္ကန့်ကိုတစ်ဖလောရောက်ပါတယ်။ကဲနောက်ဆုံးတော့အသိန်းတို့55လောက်မှာရှိတဲ့ကမ္ဘာအမြင့်ဆုံးကဖေးတစ်ခုဖြစ်တဲ့ Passage Arabica ကိုအသိန်းတို့ရောက်ခဲ့ပါတယ်။ဒီ coffee ဆိုင်ရဲ့အဓိကအသက်ကတော့အသိန်းတို့ဒီအရန်ကိုတိုးတက်နေတဲ့ဘန်ကောက်မြို့ကြီးကို360 degree ကိုဒီမှာကြီးလို့ရမယ့်နေရာပဲဖြစ်ပါတယ်။ ကဲဒီ coffee sign လေးကိုတော့အသိဒီတေးလေးရိုက်ထားတာလေးရှိတဲ့အတွက်ကြောင့်မို့လို့သူ့အတွက်တီးတန်း vlog တီးတန်းလာပါမယ်နော်ကဲနောက်ထပ်တနေ့ကတော့အသိအကောဆိုင်အောင်ရောက်လာပါတယ်ကဲဒီမှာတော့တည့်ရတိုင်းပဲ international နာမည်ကြီး brand တွေကဘာကြော brand တွေအများဆုံးဒီမှာအာ selling လုပ်တဲ့ mall တစ်ခုပေါ့နော်အရန်လဲလာတယ်ကွာသူကကြောက်ဖရားမြကြီးရဲ့ဘေးမှာအာတိတ်ချောင်းစောက်ထားစောင်းမိုက်ခဲ့အာအသိဒီဘန်ကောက်မှာဆိုရင်ဒီအကောဆိုင်အောင်ကတော့နံပါတ်1ပဲဒီကတော့တကယ်အမိုက်ဆုံးနဲ့ ဒါလို့အကောင်ဆုံး shopping ထွက်လို့အကောင်ဆုံးနေရာတစ်ခုပါ Okay ဒါဆိုရင်တိတ်နေသွားပြီးတော့ဝင်နှောက်ကြည့်လိုက်အောင် Let's go Okay shopping ချစ်သူကိုကိုမမရဲ့အတွက်ကတော့ဒီ icon ဆက်ရံကလာလာမဲမော်တစ်ခုပါသူမှ Gucci တွေ selling နေအဲ့ဘက်မှာအကုန်ဆုံးပလုံအကုန်ရှိပါတယ် Okay အဲ့ Diona ကိုဖြတ်သွားလိုက်တာနဲ့ဟိုလေတကယ်ကိုအနံလေးကမွှင်းနေရောပဲကွယ်မော်တစ်ခုလုံးကလုံးဝဟို international brand နေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကစိတ်ကြိုက်ဒီမှာပတ်စံတာထည့်လာခဲ့ကွယ်အကုန်ဖြုံးလို့ရရဒီမှာ ဲ့တော့ပတ်စံအတာအဓိကပါပတ်စံအတာအဓိကပါပတ်စံအတာအဓိကပါဆိုတာဒီအိုက်ကိုဆက်ရမှာပဲကဲအဲ့လိုနဲ့ရှောက်ပတ်မှွေနှောင်ရင်းနဲ့ပဲဘိုက်ဆာလာလို့ဒီအိုက်ကိုဆက်ရမှာရှိတဲ့ဖူးကောက်မှာပဲအသိန်းတို့ညစာလေးကိုတစ်ဖြတ်အမိုင်းလေးဆွဲလိုက်တယ်ကွယ် Thailand Street Food တွေကတော့တည့်ရတိုင်းမှာပဲမြင်နာနဲ့ဟိုမှာလုံးဝမစားရရင်မနေနိုင်တဲ့ပုံစံမျိုးတွေမှာပါတဲ့အတွက်ကြောင့်မို့လို့မရမကဟိုအသိန်းကိုဆွဲခဲ့တယ်ကွယ်ကျုပ်တို့ချင်းမိုင်ထက်တော့ဈေးက20လောက်များပါတယ်ဒီလိုတပွဲကိုဘတ်180ပေးရပါတယ် ကဲဒါတော့အသိမှထားတဲ့ခြင်ဇက်တုံရဲ့ထမင်းကြော်လေးရဲ့ဒီဘက်ကခိုက်ကျိုးရဲ့ဒီပဇွန်တမ်ပူရာက85ဘတ်ပေးရပါတယ်နှစ်ချောင်းပဲရပါတယ်။နောက်ပြီးချင်းမိုင်မှာ50 60ဆိုရင်ဘိုက်ရိုက်စားလို့ရတယ်ကွစ်တီယိုတွေကဒီမှာဘတ်တရား60ဘတ်တရား40ဘတ်တရား80 around နေပါ။အဲအဲ့ဒီတော့ဘန်ကောက်ကတော့ဘန်ကောက်ပါပဲ။နောက်ပြီးဒီမှာ insert fan တွေအတွက်လည်းအမှတစ်ချောင်းဘန်900ရတယ်အမှပင်းကူတွေဘာတွေညာတွေအကုန်စားလို့ရတယ်ကွယ်။ ။အဲနောက်ပြီးတော့ထိုင်းမှာနာမည်ကြီးတဲ့ဒီမှာကန်ထဲမှာရှိတဲ့ပဇွန်စိတ်အဆက်တုပ်လဲရပါတယ်150ပါ။ကဲဒီနေ့တနေကုန်အသိန်းတို့ရှောက်သွားရှောက်စားထားတဲ့အတွက်ကြောင့်မို့လို့ညအိုတော့အေးစစ်စစ်လေးပါမှာပဲအသိန်းတို့ဖြတ်တန်းခဲ့လိုက်ပါတယ်။ ကဲနောက်ထပ် after တော့အသိန်းတို့နာနာပလာဇာကိုအသိန်းတို့မရောက်ဘူးလို့သွားကြည့်ကြရပါဘောเนาะအဲ့မှာတော့ဓာတ်ပုံရိုက်ခွင့်မရှိတဲ့အတွက်ကြောင့်မို့လို့အသိန်းတို့အဲ့မှာတော့ဒီတိုင်းမဲ့ဝင်ခဲ့လိုက်ပါတယ်။ဒါပေမဲ့အဲ့ကကျတော့အသိန်းတို့ထိုင်လို့ကဘလို့မှအဆင်မပြေဘူး။အဲ့ဘက်ကဆက်ရွယ်ကိစ္စနဲ့ပတ်သက်ပြီးတော့သွားတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အသိန်းတို့ထိုင်ပြီးတော့တောက်လို့အဆင်မပြေတဲ့အတွက်ကြောင့်မို့လို့ဒီ Hillary 2ဆိုရဲဘာတစ်ခုပဲအသိန်းတို့ထပ်ပြီးတော့ဝင်ခဲ့လိုက်ပါတယ်။ ဒီ Hillary ဘားတွေကလေသူကဒီမှာအများကြီးဝရှိတာပါစကူဘေးလမ်းတိုင်းမှာကို Hillary ဘားတွေကတဆိုင်နဲ့တဆိုင်ကိုအပြိုင်အောင်ဖွင့်ပြီးတော့ဒီမှာတောင်းချမ်းကြတာပါ Hillary ဘားတွေကကြတော့ live music ကောင်းကောင်းလေးနားထောင်ရင်လည်း AC လေးချေးခြင်းနဲ့သူတွေအတွက်အရန်ဝင်စင်ပြပါတယ်ဒါကြောင့်မို့လို့ဘန်ကောက်မှာ live band ကောင်းကောင်းလေးနားထောင်ရင်လည်း AC လေးချေးခြင်းနဲ့သူတွေအတွက်ကတော့ဒီ Hillary ဘားတွေကိုသွားပြီးတော့ try ကြည့်ကြပါလို့အသိကညွှန်းချင်ပါတယ်နော် ဲ့လိုပဲ flight ကမမိန်မချောက်လို့ပဲအမြန်ပြေးရတယ်အဲ့တော့နေစိတ်လာမယ်ဆိုရင်3နာရီလောက်ဆော့ပြီးတော့ဘန်ကောက်ကနေထွက်ခဲ့ပါလို့ဒါမှသိတော့အနန်ဆော့ရေးပဲကွယ်ချက်မှပြန်မလို့ကြည့်ရတာဆိုတော့သွားလိုက်ရအောင်လောဆော့အေးရှက်ကောင်းတော့ရင်ပြေးမယ်ကွယ်ဒါပဲသွားပြီလမ်းမရပြီကွယ်ကဲအဆင်ပုံသွားဆမ်းမဲ့ဘိုက်ဆာရတယ်ဘာမှမစားရသေးဘူးကဲအဲ့တော့တမောင်းလေးကစိတ်မှသွားပြီးတော့ breakfast ဆွဲမယ်ကွယ်ဟိုတယ်လည်းဘာမှမစားခဲ့ဘူးဆိုတော့ကဲသွားမယ်သွားမယ်သွားမယ်ကို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  အသိန်းတို့ချင်းမိုင်အပြန် breakfast လေးကိုတော့မပါမဖြစ် coffee လေးရဲ့ဒီထိုင်းနိုင်ငံမှာနာမည်ကြီးတဲ့တုံမြန် ramen ဆက်လေးရဲ့အသိန်းတို့မှာခဲ့လိုက်ပါတယ်။နောက်ပြီး KFC က squid ring ရဲ့ကြက်ကြော်တုံးမှာအသိန်းတို့ဆွဲခဲ့လိုက်ပါတယ်။နောက်ဆုံးတော့ကျောက်တော့ပြန်ပြီကွယ်။ဘန်ကောက်မှာခဏပဲပြောပါရစေ။အတော့အချိန်တန်ရင်တော့လည်းချင်းမိုင်ပဲပြန်လာမှာပဲ။ကြည့်ရတော့ချစ်ပြချတူတက်စီတိုင်းကိုကျေးဇူးများပဲတင်ပါတယ်လို့ပြောချင်ပါတယ်။ ကဲဒါဆိုရင်အသိဉာဏ် content ကောင်းကောင်းလေးတွေကိုကြိုက်တယ်ဆိုရင်အသိဉာဏ် page လေးကို like and follow လေးလုပ်ပေးစားပါအောင်လို့ပြောချင်ပါတယ်။နောက်ပြီးတော့အသိ YouTube account လည်းဖွင့်ထားပါတယ်။ YouTube channel ပြောတာ sorry YouTube channel ကိုလည်းအဲ subscribe လေးလုပ်ပေးစားပါအောင်လို့ပြောချင်ပါတယ်နော်။ကဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကဲဒါဆိုရင်အသိဉာဏ်ဒီ Bangkok vlog ကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ်။ကြည့်ပကြတူကြာချစ်စီတိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်။ဒိန်တို့နောက် vlog တွေကြောင့်ပြန်တွေ့ပါမယ်နော်။ကဲအားလုံးပဲတတ်တာ